အခုလိုအလူတန်းရဲ့ရော်တဲ့အတိုင်းဒီပြည်သည့်တထေးကြီးဖြစ်ပေမယ့်ဇနီးတဲ့ဆင်းမြန်းပေးတဲ့ပစိုးချန်းကိုဝေးကအမွာသမီးနှောင်းနဲ့ပျော်ရွှင်နေတဲ့ဦးမျိုးသက်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ပရိသတ်တွေအလုံးသိကြတဲ့စိတ်ဝင်စားကြတဲ့မန္တလေးမြို့ကမြို့မြတ်မှာကုမ္ပဏီပါရှင်တထေးကြီးဦးမျိုးသက်အကြောင်းကိုထပ်မံပြီးတော့တင်ဆက်ပေးခြင်းပါတယ် ဒါပေမဲ့ဒီနေ့ပြောပြမှာကသူ့ရဲ့စည်းစိမ်ချမ်းသာတွေအကြောင်းဒါမှမဟုတ်သူ့အသက်ကြီးမှဇနီးငယ်ငယ်လေးနဲ့အမွာသမီးလေးတွေကိုရာခဲ့တဲ့အကြောင်းထပ်ပို့ပြီးတော့နတ်ဆိုင်နဲ့သူ့ရဲ့အတွင်းစိတ်ဓာတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့လူအများစုကသူ့ကိုတိုင်းသိပြည်သိတထေးကြီးငွေကိုရေလိုသုံးနိုင်သူဘီလီယံပေါင်းများစွာအကုန်ကြခံပြီးတော့မိသားစုရဲ့အိမ်မက်ကိုအကောင့်ထဲပို့ခဲ့သူအဖြစ်နဲ့သိကြပါရယ်။ဒါပေမဲ့သူ့ရဲ့ဇနီးတဲ့မတ်အီးမုံကိုယ်တိုင်ဖွင့်ဟလာတဲ့တထေးကြီးဦးမျိုးတန်းရဲ့ပုံရိပ်ကတော့ဒါရီနဲ့လုံးဝကိုကွဲပြားခြားနားနေပါရယ်။ ပထမဆုံးအင်ဩစရာအချက်ကတော့တထေးကြီးရဲ့ရိုးရှင်လုံးနဲ့နေထိုင်မှုပုံစံပါသူရဲ့ဇနီးဖြစ်သူမအီးမွန်ရဲ့အဆိုအရဥမျိုးတန်ဟာကိုရိုင်ကခန်းခန်းနားနားနေနိုင်အောင်ချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်ဖြစ်ပေမဲ့သူရဲ့နေစဉ်ဘဝနေထိုင်မှုကအရန်ကိုရိုးစင်ပါတယ်သူကတန်ဖိုးကြီးဝတ်စုံတွေ brand တွေဝတ်ဆင်ရတာထက်ဇနီးတဲ့မအီးမွန်ကိုရိုင်ဆင်မြန်းပေးတဲ့ပစိုးချံအိမ်နေဝတ်လုံးကြီးကိုပဲဝတ်ပြီးတော့ကွန်လေးဝါကမိသားစုနဲ့အေးအေးချမ်းချမ်းနေထိုင်ရတာကိုပဲအပျော်ဆုံးလို့ခံယူထားသူပါဒီအချက်ကပဲသူဟာငွေကြေးစည်းစိမ်တွေပေါ်မှာ မမောတွေ့တာမှုမရှိပဲမိသားစုရဲ့နှွေးထွေးမှုကိုတန်ဖိုးထားတဲ့အိမ်တောင်ဦးစည်းကောင်းတယောက်ဆိုတာကိုသက်သေပြနေပါတယ်။ဒုတိယချက်ကတော့ဇနီးတဲ့ရဲ့အမွာသမီးလေးတွေပေါ်မှာထားတဲ့သူ့ရဲ့ဂယုဆိုင်မှုပါ။မအီးမွန်ကသူ့ရဲ့ခင်ပွန်းတဲ့ဟာခင်ပွန်းအကိုဆရာ၃ယောက်ပေါင်း၁ယောက်လိုဖြစ်နေရလို့ညွှန်းဆိုထားပါတယ်။ တရေကြီးဦးမျိုးသက်ဟာဇနီးတဲ့နဲ့အမွာသမီးလေးနှစ်ယောက်အတွက်လိုလေးသေးမရှိအောင်အသေးစိတ်ကစားအကင်ယူဆိုင်ဆောင်ရှောက်တဲ့သူပါထူးခြားတာကဇနီးဖြစ်သူကလိုချင်တယ်လို့မတောင်းဆိုရသေးခင်ပါပဲလိုအပ်မဲ့ထင်တာမှန်တဲ့များကိုကြိုတင်ဖြည့်ဆည်းပေးတတ်သူဖြစ်ပါတယ်ဒါဟာငွေကြီးချမ်းသာလို့ဖြည့်ဆည်းပေးရတဲ့မိသားစုပေါ်မှာဘလောက်အသေးစိတ်အာယုံဆိုင်ပြီးတော့မေတ္တာထားတယ်လဲဆိုတာကိုပြသနေရပါနောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကတော့သူဟာအများကောင်းကျိုးအတွက်ပဲအသက်ရှင်နေသူဆိုတဲ့ချက်ပါ ဇနီးတဲ့မအီးမွန်ကသူ့ရဲ့ခင်မွန်တဲ့ဟာကိုအတွက်စူဆောင်းဖို့တန်းအများပြည်သူကောင်းကျိုးအတွက် ပေးကမ်းလှူဒန်းဖို့ကိုပဲအမြဲစဉ်းစားနေသူလို့ဆိုပါရယ်။သူရှာဝေထားတဲ့စီစဉ်ဥစ္စာတွေကိုတရဏာရေး၊ကျမ်းမာရေး၊ပညာရေး၊နေရာစုံမှာဘယ်သူမှမတိုက်တွန်းရပဲလှူဒန်းနေတာပေါ့။လက်တလုံးမှာဆိုရင်တဘာဝဘေးဒဏ်ကြောင့်အခက်အခဲဖြစ်နေတဲ့ကျေးဇူးရှင်တောင်သူလေတမားကြီးတွေကိုငွေသိမ်းပေါင်းများစွာထောက်ပံ့လှူဒန်းခဲ့ပါတယ်။ ဒါဟာတစ်ချိန်တည်းမဟုတ်ပါဘူး။အရင်ကလည်းငလင်ဘေးအတွက်ရောဖျားเจ้าကံဆေးရုံတွေအတွက်ပါတိန်ပေါင်း၈၀၀၀ကျော်လှူဒန်းခဲ့ပြီးသားပါ။သူကကိုယ်တိုင်ကပစိုးချမ်းလေးနဲ့ရိုးရိုးရှင်းရှင်းနေထိုင်ပြီးတော့သူရှာထားတဲ့ငွေတွေကိုတော့ပြည်သူတွေအတွက်ရဲရဲရော်ရော်ပြန်လည်စွန့်ကြဲနေရတူပါ။ ဒါကြောင့်ဇနီးတဲ့မအီးမုံကသူ့ခင်ပေါ်ဦးမျိုးတန်းကိုဒီလိုလူမျိုးကကဘာပေါ်မှာနောက်တယောက်မရှိနိုင်တော့ဘူးလို့ချီးကျူးပြောဆိုခဲ့ရကသူ့ရဲ့ငွေကြီးချမ်းသာမှုကိုရည်ညွှန်းတာမဟုတ်ဘဲသူ့ရဲ့စိတ်ဓာတ်ချမ်းသာမှုကိုရည်ညွှန်းခဲ့တာဖြစ်ပါတယ်။စီစဉ်ဥစ္စာတွေပေါ်မှာရိုးရိုးရှိရှိနေတိုင်းမိသားစုကိုလိုလေးသေးမရှိခဲ့ရိုးဆိုင်နိုင်ငံနဲ့ပြည်သူတို့အလိုတန်းအရန်ရဲ့ရောတဲ့ဒီလိုတထေးကြီးတယောက်ရဲ့ပုံရိပ်ကတကယ်ကိုလေးစားအားကြစရာပါ။ ပရိသတ်ကြီးတို့အနေနဲ့ရောဇနီးတဲ့ဆင်းမြန်းပြီးတဲ့ပစိုးချမ်းလေးနဲ့ပျော်ရွှင်နေတဲ့အများစုကိုအဓိကထားတဲ့တထေးကြီးဦးမျိုးတန်းရဲ့ဘဝတသနာတွေပေါ်မှာဘယ်လိုထင်မြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်